်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထရန့်ရဲ့အာဆီယံညီလာခံခီးစဉ်ကနေ ထွက်ပေါ်လာနိုင်တဲ့တရားမှုများမြမအကြီးအာဆီယံရဲ့မပြတ်သားတဲ့လုပ်ရက်တွေကိုထရန့်အနေနဲ့စိတ်ပြတ်မိကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။အရှိတောင်အာရှနိုင်ငံများအစီအယုံအာဆီယံရဲ့ထိပ်သီးညီလာခံတက်ရောက်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအခုလတည်းမှမလေးရှားနိုင်ငံကိုလာရောက်မှာဖြစ်ပါတယ်။ ဂျာဟာဆယ်စုနှစ်တခုလောက်အကြာမှာအမေရိကန်သမ္မတတအူးရဲ့ပထမဆုံးမလေးရှားခီးစဉ်အနေနဲ့လဲမှတ်တမ်းဝင်လာမှာပါမလေးရှားစီနောက်ဆုံးလာရောက်ခဲ့တဲ့အမေရိကန်သမ္မတကဗာရက်အိုဘားမားဖြစ်ပြီး2015တုန်းကရောက်ရှိခဲ့ပူပါတယ်အခုခီးစဉ်ဟာထရန့်အတွက်လဲသူ့ရဲ့အမေရိကန်သမ္မတဒုတိယတက်တက်မှာပထမဆုံးတက်ရောက်မဲ့အာဆီယံထိပ်သီးညီလာခံဖြစ်လာပါလိမ့်မယ်ထရန့်ဟာပထမတက်တန်းလေးနှစ်တုန်းက2019မှာတကြိမ်ပဲဖိလစ်ပိုင်မှာအစည်းအဝေးတက်ခဲ့ပြီးနောက်ပိုင်းအာဆီယံထိပ်သီးညီလာခံတွေကိုရှောင်လွှဲခဲ့ပါတယ် အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲထရန့်ရဲ့နိုင်ငံခြားရေးမူဝါဒတွေမှာအာဆီယံကအရေးမပါဘူးလားဆိုတဲ့တန်တရားတွေကိုငိုကြွစေခဲ့ပူပါတယ်။အခုနှစ်ဆက်မှာတော့ထရန့်ဟာအင်ဖြူတော်ကိုဒုတိယအကြိမ်ပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းသူ့ရဲ့နိုင်ငံခြားရေးမူဝါဒတွေဟာတရုတ်နဲ့အားပြိုင်မှုယူကရိန်းအရေးအီရန်နျူကလ িয়ার ကိစ္စကာဇာစစ်ပွဲမဟာမိတ်ဥရောပနိုင်ငံတွေနဲ့ဆက်ဆံရေးနိုင်ငံတကာကုံသွယ်ဆက်ဆံရေးတွေမှာအဓိကအာရုံစိုက်ထားပြီးအာဆီယံကိစ္စတွေကရှေ့တန်းကိုမရောက်ခဲ့ပါဘူး။ ဒါပေမဲ့အခုတော့သူဟာမလေးရှားကိုလာပါတော့မယ်ပထမတက်တန်းတုန်းကလိုပဲအခုဒီချိန်မှလည်းအာဆီယံရပ်ဝန်းဟာထရန့်ရဲ့နိုင်ငံသားရေးမူဝါဒတွေမှာအရန်အရေးကြီးတဲ့ပုံမပေါ်ပါဘူးသူဟာအာဆီယံနိုင်ငံတွေဟာတရုတ်နဲ့အရန်နီးကပ်လွန်းနေလို့တောင်ဝေဖန်ခဲ့ဘူးပါသေးတယ်ဒါကြောင့်လည်းအာဆီယံထိပ်သီးညီလာခံတရောက်ဖို့ထရန့်ကိုရောက်အောင်စီယုံဖိတ်ကြားနိုင်ခဲ့တဲ့မလေးရှားအစိုးရရဲ့ဆွမ်းဆောင်မှုကပိုပြီးအတိမတ်ဖြုတ်ခံရထိုက်တာဖြစ်ပါတယ် 2025ခုနှစ်အတွက်အာဆီယံအလေးချာဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားဟာကမ္ဘာတစ်လွှာကထိတ်တန့်စူပါပါဝါနိုင်ငံကောင်းဆောင်တွေကိုကွာလာလမ်ပူမှာထိတ်သီးညီလာခံတက်ရောက်လာစေဖို့ကြိုးစားနေပါတယ်။အဲ့ဒီအစီအွေဟာကမ္ဘာပေါ်မှာလူသိထင်ရှားနိုင်ငံကောင်းဆောင်တွေအများဆုံးစုံညီတဲ့ညီလာခံတစ်ခုဖြစ်လာစေမယ်လို့မလေးရှားကကြွေးကြော်ထားပါတယ်။မြန်မာအရေးအမေရိကန်ကိုတိုင်ချောင်းဝင်ဖြည့်ရှင်းပြီးပိုမလေးရှားအရက်ဖက်အဖွဲ့အစည်းတွေကသမရထရန့်ထံစာပေးဖို့တောင်းဆိုကြကြောင်းသိရပါတယ်။ ဒါကြောင့်အာဆီယံရဲ့ဖြည့်ရှင်းမရတဲ့ပုံစံကြီးကိုအမေရိကန်အနေနဲ့ဘယ်လိုကင်တွယ်ဆောင်ရွက်မလဲဆိုတာစိတ်ဝင်စားစရာပါအတိုက်ခံနိုင်ငံရေးအင်အားစုအချို့ကတော့အာဆီယံအရေးကိုစိတ်မဝင်စားတဲ့ထရန့်ကိုဖိတ်ကြားခဲ့တဲ့အဆိုရရဲ့လှုပ်ရက်ကိုဝေဖန်နေပေမယ့်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတော့ဒီညီလာခံကိုနိုင်ငံအတွက်အရေးပါတဲ့တန်တမာရေးရာအခွင့်အလမ်းတစ်ရက်အဖြစ်အသုံးချခြင်းဟန်ရှိပါတယ်။အန်ဝါဟာမလေးရှားကိုကမ္ဘာလယ်မှာပို့ပြီးထဲဝါတဲ့ပုံရိပ်မျိုးတိဆောက်လိုတယ်။ အနာဂတ်မှာအရေးကြီးတဲ့တန်တမန်ရေးရာဆွေးနွေးပွဲတွေကိုလက်ခံကျင်းပနိုင်တဲ့နိုင်ငံအဖြစ်ပြသလိုတယ်။အဲ့ဒီရည်မှန်ချက်တွေအတွက်တော့အခုလမှကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံထက်ပိုကောင်းတဲ့အခွင့်အလမ်းမရှိနိုင်ဘူးလို့အန်ဝါကယုံကြည်နေတယ်။ပြခဲ့တဲ့လပိုင်းတွေကိုကြည့်ရင်မလေးရှားဟာတန်တမာရေးနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွေမှာအတော်လေးအသားပေးလှုပ်ရှားလာပါတယ်။ဥပမာပထမဆုံးသောအာဆီယံပင်လယ်ကွေ့နိုင်ငံများထိပ်သီးအစည်းအဝေးကိုမလေးရှားကအင်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့တယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့စီရေးပရိပခပြည်လဲစီဖို့တက်တက်ကြွကြွဈာဝင်ညှိနှိုင်းပေးခဲ့တယ်။ပြီးတော့ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ကိုသူ့နိုင်ငံမှာမျက်နှာစုံကြီးတွေ့ပြအောင်ညှိနှိုင်းနိုင်လို့ဒီပါတီအန်ဝါကလှုပ်ပြခဲ့ပါတယ်။အစိုးပိုင်းတို့ကအာဆီယံညီလာခံကိုရှီကိုတိုင်တက်ရောက်ဖို့စဉ်းစားခဲ့ပေမဲ့အခုတော့တက်ရောက်ဖို့အလားအလာမရှိတော့ဘဲအစီအစဉ်ပြောင်းသွားပါတယ်။ဒါပေမဲ့ဘရာဇီးသမ္မတလူလာအင်နာရိုဒါဆေဗယ်တောင်အာဖရိက သမ္မတဆိုင်ရဲရာမာဖိုဆာအိန္ဒိယရဲ့ နာရန်ဒရာမိုဒီတို့လိုပုံကိုတွေကမလေးရှားမှအစည်းအဝေးလာတက်ပါမယ်လို့အတီးတီအတီးပြူထားပါတယ်။ဒီတော့အာဆီယံညီလာခံဟာသီအိုရီအားဖြင့်အာဆီယံအစုဖွဲ့ကိုကိုစားပြုပေမယ်လက်ရှိဥက္ကဋ္ဌမလေးရှားရဲ့တန်တမန်အရေးအသွေးကိုပြသနိုင်မယ်မှတ်ကြောက်တင်အခမ်းအနားသဘောမျိုးလေးဖြစ်နေပြန်နေအာဆီယံညီလာခံဖြစ်တဲ့အတွက်အာဆီယံနိုင်ငံတွေကြားကပြဿနာတွေအာဆီယံနိုင်ငံတွေရဲ့စူပါပါဝါနိုင်ငံတွေဒေတာရင်းနိုင်ငံတွေကြားကဆက်ဆံရေးကိစ္စတွေကိုဦးစားပေးဆွေးနွေးကြမယ်ဆိုတာတန်တရားရှိဖို့မလိုပါဘူး ဒါပေမဲ့ NY ရဲ့အစီအစဉ်တွေထဲမှာတော့အဲ့ဒီထက်ကျယ်ပြန့်တဲ့အခင်းချင်းတွေလည်းရှိနေအောင်မှာပါဥပမာမလေးရှားနိုင်ငံရဲ့အကဲခတ်အများစုက NY ဟာသူ့နိုင်ငံအရှင်အဖြစ်လက်ခံကျင်းပတဲ့ထိပ်သီးညီလာခံမှာတရုတ်နဲ့အမေရိကန်ကြားကလက်ရှိတင်းမာမှုတွေကိုရှော့ချနိုင်အောင်ကြားဝင်ဆေးဆက်ပြီးလိုဟန်ရှိတယ်လို့ပြောပါတယ်လက်တွေ့တာဖြစ်မြောက်ခဲ့ရင်မလေးရှားအတွက်တော့တန်တမာရေးရအောင်ပွဲတစ်ခုလို့ပြောနိုင်မှာပါ ကြပြင်ကမ္ဘာပေါ်မှာအင်အားကြီးဆုံးစီးပွားရေးအတောင်ဆုံးစူပါပါဝါနှစ်နိုင်ငံစီကနေယုံကြည်မှုကိုလည်းအန်ဝါနဲ့မလေးရှားကပုံမခံယူရရှိလာနိုင်မှာဖြစ်ပါတယ်။ကြည့်တော့ Trump လိုပုံကမျိုးအာဆီယံထိပ်သီးညီလာခံတက်ရောက်လာတာဟာတိတ်အရေးကြီးတဲ့ရွှေခွက်တစ်ခုကိုအန်ဝါကဆွဲဆောင်ရယူလိုက်တာလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့အရင်နည်းကလည်းကြီးပါတယ်။ Trump ဟာခိုင်တွယ်ရခတ်တယ်လို့သူ့ရဲ့သဘောထားကလည်းမှန်ဖို့မလွယ်ပါဘူး။သူစိတ်နဲ့မတွေ့ရင်စကားကိုဒေတိုးတွေပြောတတ်တယ်ဆိုတာလူတိုင်းအသိပါ တကယ်လို့အာဆီယံညီလာခံမှာထရန့်ကအဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေကိုလေးစားမှုနဲ့ထောက်ခံလိုမှုတွေပြသခဲ့မယ်ဆိုရင်တော့အာဆီယံကောင်းဆောင်တွေလည်းကျင်းတဲ့နှိမ့်သိမ့်မှုအဖြစ်နဲ့အိမ်ပြန်သွားကြပါလိမ့်မယ်။မလေးရှားလည်းဂုံတက်ပါလိမ့်မယ်။တခုခုအမားရွေဖြစ်ခဲ့မယ်ဆိုရင်လည်းအရှင်နိုင်ငံကမျက်နှာမရခြေထောက်ရဆိုတဲ့စကားပုံလိုအခြေအနေနဲ့ကြုံရနိုင်ပါတယ်။ဂျာဗိမေအန်ဝါရဲ့ထရန့်ကြားမှာကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကတော့ရှိခဲ့ပြီးသားပါ။ အထင်ရှားဆုံးတစ်ခုကတော့ထိုင်းနဲ့ကမ္ဘောဒီးယားပဋိပက္ခတွေကိုဖြည့်ငိမ့်စေဖို့သူတို့နှစ်ယောက်ပူးပေါင်းပြီးစစ်ဆက်ပေးခဲ့ပါတယ်။မလေးရှားကိုတွားရောက်ဖို့ထရန့်ရဲ့ဆုံးဖြတ်ချက်မှာအဲ့ဒီအောင်မြင်မှုကလည်းတစိမ့်တစ်ပိုင်းပါဝင်ခဲ့လိမ့်မယ်လို့လည်းနိုင်ငံရေးလေလာသူတချို့ကယုံကြည်နေပါတယ်။ဖရန်ကအရှိတောင်အာရှနှစ်နိုင်ငံကြားအပြည့်ရသွားတဲ့အချိန်မှာအန်ဝါကအကောင်ဆုံးလုပ်ပြခဲ့သူလို့ကြီးကျူးခဲ့ပါတယ်။ဒါပေမဲ့အန်ဝါကိုယ်တိုင်ကတော့ဒီကိစ္စမှာခက်ရှူရှူပဲနေခဲ့ပြီးဖရန်ကိုပဲပို့ပြီးနာမည်ယူခွင့်ပေးခဲ့ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားအဖြစ်ရက်သွားပြီးမကြခင်မှာပဲအန်ဝါကအာဆီယံညီလာခံတပ်ဖို့ထရန့်ကလာရောက်မဲ့အကြောင်းကြီးညာခဲ့တာပါနိုင်ငံခြားရေးမူဝါဒတွေဆိုတာဟာနိုင်ငံအချင်းချင်းကြားကထိတွေ့မှုတွေသာမကပဲပုံကိုရေဆက်ဆံမှုတွေနဲ့လည်းတက်ဆိုင်ပါတယ်အထူးသဖြင့်ထရန့်ရဲ့လုံနီးလုံဟန်တွေကပုံကိုရေဆက်ဆံမှုကိုအများကြီးအရှိတီပါတယ်အလွယ်ပြောရရင်သူနဲ့အဆင်ပြေတဲ့အခါအမေရိကန်နဲ့ဆက်ဆံရတာပိုပြီးလွယ်ကူပါတယ် 2019တုန်းကအာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ရဲ့ခေါင်းဆောင်ရိုဒရီဂိုဒူတာတေကိုဖရန့်ကချီးကျူးခဲ့ပြီးသူတို့နှစ်ဦးကြားမှာခိုင်မာတဲ့ခင်မင်မှုမျိုးရှိနေတယ်လို့ပြောခဲ့ပူပါတယ်။အခုဒီချိန်မှာတော့အာဆီယံဒေသတွင်းမှာထရန့်အယုံကြည်ဆုံးမဟာမိတ်ဟာအန်ဟွာဖြစ်လာနိုင်ပါတယ်။မလေးရှားဘက်ကကြည့်ရင်တော့တကယ် heavy weight တန်စူပါပါဝါတွေဖြစ်တဲ့အမေရိကန်တရုတ်တို့ကိုအဆင်ပြေအောင်ဆက်ဆံရတာဟာတိမ်မွေပြီးအတင်းဆောင်မခံတဲ့ဂျိုးဒန်လန်ရှောက်မှုမျိုးဖြစ်ပါလိမ့်မယ်။ အကျိုးမြတ်ဆိုင်ရာပုတ်တိုင်မှုတွေအမျိုးမျိုးဖြစ်လာနိုင်တဲ့အခြေအနေမှာမလေးရှားဟာနှစ်ဖက်စလုံးကိုမျက်နှာမပြတ်အောင်ကင်ွယ်ရမှာပါ။အန်ဝါသွားမဲ့ဒီလန်ကတော့လုံခြုံရေးခုံသွဲရေးဒေတာတည်ငြိမ်ရေးကိစ္စတွေမှာအမေရိကန်နဲ့ပူးပူးပေါင်းပြီးတရုတ်နဲ့တော့စီးပွားရေးအရဆက်ဆံမှုတွေကိုတိုးမြှင့်တာမျိုးဖြစ်လာနိုင်ပါတယ်။တစ်ဖက်မှာလည်းတောင်တရုတ်ပင်လယ်ရေပိုင်နဲ့အငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတရုတ်ရဲ့ဩစာချဲ့ထွင်မှုကိုစန့်ကျင်ရပ်တည်တဲ့သဘောထားကိုဆက်ထိန်သိမ်းထားမှာဖြစ်ပါတယ်။အရာရာတိုင်းကိုအကောင်းမြင်ထားလို့လည်းမရပြန်ပါဘူး။ အာဆီယံထိပ်သီးညီလာခံတက်ရောက်ရင်အမေရိကန်နဲ့တရုတ်ကြားကတင်းမာမှုဟာပြေလျော့မသွားပဲပိုဆိုးသွားနိုင်တဲ့အနုလက္ခဏာဆန်ဆန်လာရမျိုးကိုလည်းအန်ဝါကကြိုတွေးထားရပါမယ်။ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရထရန့်ဟာမလေးရှားမှအစည်းအဝေးတက်မဲ့အတော်တွင်ထိုင်းကမ္ဘောဒီးယားစစ်ရေးပရိပခရက်စဲအောင်သူဦးဆောင်ကူညီခဲ့တဲ့အပေါ်အထူးတည်တံ့အုံပြုအခမ်းအနားတစ်ခုကျင်းပပြီးပိုအဲ့ဒီအခမ်းအနားစီတရုတ်ကိုယ်စားလှယ်တွေကိုမဖိတ်ကြဘူးမလေးရှားကိုတောင်းဆိုထားတယ်လို့သိရပါတယ်။ ဒီတော့မလေးရှားအနေနဲ့တနည်းအားဖြင့်အာဆီယံကိုကိုစားပြုတဲ့ဥက္ကဋ္ဌအနေနဲ့လုံရမဲ့ကိစ္စကထရန့်ကိုတိုင်းဒူဟာဒီခီးဆင်မှာအပြည့်အဝလေးစားခံခဲ့ရတဲ့ဆိုတာမျိုးခံစားသွားစေဖို့ပါ။ဒါပေမဲ့အလွန်အကျွံမျက်နှာချိုသွေးတဲ့အစ်စ်မရောက်အောင်မလေးရှားကပြန်ထိန်ညှိရပါလိမ့်မယ်။အာဆီယံနဲ့အမေရိကန်ကြားကအကောင်းမွန်တဲ့ဆက်ဆံရေးဟာကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုဒေတာညှိနှိုင်းမှုတန်တမာရေးတွေမှာအရေးပါတဲ့အားတစ်ခုဖြစ်လာစေပါလိမ့်မယ်။ တစ်ဖက်မှာလည်းစိန်ခေါ်မှုတွေနဲ့မရေမရာမှုတွေကတွဲခိုနေစေပါအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဟာစွန်စားရတဲ့အဲ့ဒီရွေးချယ်မှုကိုတိကျအစီအစဉ်ချပြီးဟန်ချက်ညီအောင်ကင်တွယ်ရင်တကယ့်အရေးချင်းပြေဝတဲ့တန်တမတ်လှုပ်ရှားမှုတွေကဘာလဲဆိုတာကိုပြသသွားရမှာဖြစ်ပါတယ်